အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဆရာဝင်းဖေဤဝိထုတူများတဲ့မှာအမှတ်၁ကဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာအမှတ်၁ကကိုပါချမ်းကဖေခုံမာတော့တတိပေါ့အရန်ရန်ကိုချမ်းသာတာဆိုပဲမန္တလေးကဒေါ်စိန်ပွင့်လာမယ်ဆိုတော့ကိုပါချမ်းတအားကိုပျော်သွားတာ ဒေါ်စိန်ပွင့်ကပွဲကြော်မန္တလေးပွဲယုံကပွဲစားဥပသိန်းကြော်လေဥပသိန်းကပွဲစားကြီးလို့သာပြောတာပါဘာမှလောက်တာမဟုတ်ပါဘူးတကယ်ကျွမ်းကျင်တာကဒေါ်စိန်ပွင့်တကယ်လောက်ကန်ချဲလေနေတာကဒေါ်စိန်ပွင့်ပဲဒါကိုကိုပါကျန်းကောင်းကောင်းသိတာပေါ့သူမန္တလေးရောက်တိုင်းမြင်နေတွေ့နေရတာပဲကိုပါကျန်းရဲ့စီးပွားရေးတစ်ခုလုံးကိုမန္တလေးမှာတော့ဒေါ်စိန်ပွင့်ကကင်ထားတာ ခုဒေါ်စိန်ပွင့်လူမှုရေးကိစ္စတခုနဲ့ဖဲခုံကိုလာတယ်။တူမာလေးနှစ်ယောက်လည်းပါလာတယ်။တူမာလေးတွေကလည်းလှမလာ။ကိုပါချန်းက လူပြိုကြီးဒေါ်စိန်ပွင့်တူမာလေးတွေကို မန္တလေးရောက်တိုင်းတွေ့တွေ့နေရပြီးမျက်စိကျနေတာကြာပြီ။ပထမဒေါ်စိန်ပွင့်လာရင်ကိစ္စကို ကိုပါချန်းဖက်ဖက်ကစီနေအောင်ဆောင်ရွက်ပေးလိုက်တယ်။တရက်နဲ့တမနက်အတွင်းအားလုံးပြီးပြ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 ဖြစ်သွားတယ်။ဖဲခုံကိုဒေါ်စိန်ပွင့်ရောက်နေတော့ ကိုပါချမ်းမိကုံရန်ကုံအစွမ်းပြရလိမ့်မယ်ကုဒေါ်စိန်ပွင့်တို့ကရောက်တုံးရောက်ခိုင်ပဝင်းကျင်တောတောင်ကိုကြည်ရင်ရှူရင်ပျော်ပွဲသာထွက်ခြင်းနဲ့တဲ့လေးတန်မြင်မြင်ကလေးထွက်လာုံနဲ့ကိုပါချမ်းက အားလုံးစီစဉ်တော့တာပဲမန္တလေးမှာဒေါ်စိန်ပွင့်တို့ဘလောက်ချမ်းသာတယ်ဘလို့တုံးနိုင်ဆွဲနိုင်တယ်ဆိုတာကိုပါချမ်းကောင်းကောင်းသိတယ်ကိုအလှဲ့ကြမနှွေစရန်ပေါ့ကိုပါချမ်းကပျော်ပွဲသာထွက်ကြမဲ့ကိစ္စကို တခန်းတနာစီစဉ်လိုက်တယ် နောက်နေ့မနက်သူ့ချမ်းမှာဂျက်ကား၅စီးရှေ့စင်နောက်စင်စီပြီးရထားတာကိုတွေ့ကြရတယ်။လိုက်ကြရမယ့်လူတွေကလည်းတပြောတပါအများကြီးပဲ။ဒေါ်စိန်ပွင့်တို့လည်းတိတ်အံ့ဩသွားကြတယ်။အစီအစဉ်ကတဲ့ကြီးကျယ်တာပဲ။ဘာပဲပြောပြောဒေါ်စိန်ပွင့်တိတ်ကျဉ်နေသွားတယ်။ဒါပေမဲ့ကိုပါချန်းကိုတော့ဒီလောက်ကြီးထိလှုပ်ဖို့မကောင်းကြောင်ပြောရတာပေါ့။ကိုပါချန်းကလည်းအဲ့လိုပြောတာကိုပဲတိတ်ပီတိဖြစ်သွားတယ်။ သူ့အဖို့အပန်းမကြီးကြောင်သူ့အပေါင်းအသင်းတွေနဲ့သူ့မိသားစုလည်းအခုလိုကြုံကြိုက်မှပျော်ပွဲစားထွက်ကြရမှာဖြစ်ကြောင်းသူ့အနေနဲ့ဒီကိစ္စမှာအဆအဆအရာအရာတတ်နိုင်သမျှပြေဆုံးအောင်စီစဉ်ထားကြောင်းစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့ချက်ဖို့ပြုတ်ဖို့အစဉ်ပြေအောင်စီစဉ်ထားတဲ့အပြင်ကြုံကြိုက်တုံးအမဲပြည့်အဖွဲ့တော်ခေါ်ခဲ့ကြောင်းဂျီတို့ဒရေတို့ဆက်တို့ရနိုင်ကြောင်းအ ਨੇ ဆုံးယုံသားတော်စားရမှာဖြစ်ကြောင်းနဲ့ ပျော်ပွဲစားအစီအစဉ်တစ်ခုလုံးကိုလည်းဗီဒီယိုနဲ့ရိုက်ကူးမှတ်တမ်းတင်ပြီးအခွေကိုဒေါ်စိန်ပွင့်အတွက်လည်းပေးလိုက်မှဖြစ်ကြောင်းအာပါတရရှင်းပြတယ်။ဒေါ်စိန်ပွင့်ကလည်းသူ့တူမာချောတွေကိုလှည့်လည်ကြည့်ရင်အကြီးအကျယ်ဝမ်းသာဂုဏ်ယူနေတယ်။တူမာချောတွေကလည်းတိတ်ပျော်နေကြတယ်။ရိုးရိုးရောင်စုံဓာတ်ပုံတွေလည်းရိုက်ချင်ကြတယ်ပြောလို့ကိုပါချန်းကြီးကသူ့ကန်နွန်ကင်မရာကြီးမြောက်မြောက်ပြရင်သူကိုယ်တိုင်ရိုက်ပေးမှဖြစ်ကြောင်းအာရဝမ်းသာပြောရတယ်။ ရှေ့ဆုံးကဂျစ်ကားနှစီးကကိုပါချမ်းရဲ့ကိုပိုင်ကားတွေပဲနောက်ကသုံးစီးကတော့သူ့မိတ်ဆွေတွေစီကအခုအညီတောင်းထားတာသူ့မိတ်ဆွေတွေဆိုတာကလည်းဒေါ်စိန်ပွင့်တူမတွေကိုဝိုင်းဝန်းငန်းနေကြတာဆိုတော့ကားငှားရတာလည်းတိတ်လွယ်ပါတယ်ကိုပါချမ်းရဲ့ချမ်းကျဲကြီးထဲမှာအားလုံးလူဆောင်အောင်စောင့်နေရလို့မှန်းထားတဲ့အချိန်ထက်တနာ ਈ လောက်နောက်ကျသွားတယ်နောက်ဆုံးလိုက်မဲ့လူတွေအားလုံးစုံလို့ထွက်ကြတော့မယ်ဆိုတော့ ကိုပါကျန်းကသွားကြမဲ့အစီအစဉ်ကိုတည်တည်ချာချာရှင်းပြတယ်။အားလုံးမြင်သာကြားသာအောင် စင်ဝင်ရှိကအုတ်ခုံကလေးပေါ်တက်ရက်လိုက်သေးတယ်။ပြီးတော့မှတကယ်ကိုအောင်မြင်ခံရတဲ့အတန်နဲ့ပြောတော့တာကိုကဲကဲအားလုံးမထွက်ကြခင်ကျုပ်အစီအစဉ်ကို ရှင်းပြမယ်။ဒါလည်းစီးကန်းကြတည်တည်တတ်တတ်ဖြစ်အောင်ကိုဗျာနော်။ထမဲကားတွေအားလုံးကလူတွေကိုပါချမ်းရှိရာကိုအာယုံစိုက်ကြတယ်။ဒီလိုရှိပါတယ် ကူကားတွေကိုစီထားတဲ့အတိုင်းအမှတ်တရှိဆုံးကကားကိုကျုပ်ကိုယ်တိုင်မောင်းပါမယ်။ကျုပ်ဘေးကကျုပ်တို့ရဲ့ရွှေမန်းကဧည့်သည်တော်ကြီးဒေါ်စိန်ပွင့်ကထိုင်ပါမယ်။နောက်ပိုင်းမှာမတ်တင်မာဝေနဲ့မတ်တင်မာဆွေတို့ကလိုက်ပါကြမှာဖြစ်ပါတယ်။တင်မာဆွေနဲ့တင်မာဝေဆိုတာကဒေါ်စိန်ပွင့်ရဲ့တူမာချောတွေလေ။အဲဒီလိုစပြောလိုက်တော့အားလုံးကသဘောကျကြပါဗျ။ ဒေါ်စိန်ပွင်းတို့ကလည်းရှေဆုံးကအမှတ်၁ကားမှာစတိုင်အပြည့်နဲ့တွားရရမယ့်အစီအစဉ်မျိုးပြုံးပြုံးကြီးတွေဖြစ်နေကြပါတယ်။အဲ့ဒီလိုတွားရင်ကျုပ်ကဒေါ်စိန်ပွင်းတို့ကိုလမ်းဘေးဝဲရမှာရှိတဲ့ကျုပ်ရဲ့ဥယျာဉ်ချမ်းမြေတွေအကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်။ပြီးတော့တောတောင်ဝင်းကျင်ကိုလည်းရှင်းပြရမှာပေါ့နော်။ဟာပါ။ကျုပ်တို့ကားနောက်ကအမှတ်၁ကားမှာချက်ပြုတ်ကျွေးမွေးမဲ့အဖွဲဖြစ်ပါတယ်။မဆိုင်မီတို့အဖွဲဟုတ်ပြီနော်။အားလုံးပြည့်ပြည့်စုံစုံပါကြရမဟုတ်လား။ မဆယ်မီတို့အဖွဲကလည်းမနေဘူးအင်အားရှစ်ယောက်ရှိတယ်ချမ်းမဲပြုံးမဲလူရောအကူရောပျော်ပွဲစားလိုက်တဲ့လူရောပေါ့အဲဟုတ်ပြီအဲ့ဒီနောက်ကအမှတ်၃ကားမှာ ဗီဒီယိုရိုက်ကူးရေးအဖွဲနဲ့ကိုဘစိန်တို့အဖွဲဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒီကားမှာလည်းအင်အားကမနေပါဘူးဗီဒီယိုရိုက်မဲလူ၃ယောက်အပြင်ကိုဘစိန်တို့အုပ်စုက6ယောက်တောင်ဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကလည်း OK ပါပဲတဲ့ အဲအမလေးကားမှာတော့ကျုပ်တို့ပျော်ပွဲစားစခန်းချမဲ့ရေတံခွန်စခန်းမှာနေရာထိုင်ခင်းပြင်ဆင်မှုအဖွဲနဲ့ကိုပြူးတို့ဖြစ်ပါတယ်ဒါကတော့တကယ်လို့မဖြစ်တော်ရှိဖြစ်တော်ရှိမိုးများရွာလာရင်မိုးလုံးလေးလုံးရှိအောင်ရွှေပြင်တဲထိုးဖို့ကိစ္စပါကျုပ်ကကြိုတင်ကာကွယ်တဲ့သဘောပါနောက်ပြီးချက်ရေးပြုတ်ရေးစားရေးတောက်ရေးလည်းအဆင်ပြေအောင်နေရာထိုင်ခင်းရှင်းလင်းပြင်ဆင်ကြဖို့ဖြစ်ပါတယ်ရွှေပြင်တွေကျိုးတွေရောဝါးတွေရောအကုန်ပါတယ်နော် အားလုံးအစဉ်သင်းပါခင်ဗျကောင်းတယ်ဗျာကဲနောက်ဆုံးအမှန်ငါးကားမှာတော့ကိုတန်းမောင်နဲ့တောပြစ်အဖွဲဖြစ်ပါတယ်ကဲသူတို့ကလည်းကြော်ပွဲစားလိုက်ရင်တောပြစ်တောပြစ်ရင်ကြော်ပွဲစားထွက်ဆိုတာလိုပါပဲကျုပ်တို့ဂျုံနှုံးဂျုံခိုင်းအနည်းဆုံးယုံသားဟင်းလောက်တော့စားရရမှာပေါ့ကံကောင်းရင်တရေသားတို့ဆက်သားတို့တော့ရနိုင်တာပဲအားလုံးသဘောကျနေကြတယ်တပြုံးပြုံးနဲ့ဖြစ်နေကြတယ် ကိုပါချမ်းရဲ့အစီအစဉ်တည်တည်တတ်တတ်ပြည့်ပြည့်စုံစုံရှိတာကိုလည်းစိတ်ထဲကချီးမွမ်းနေကြမိတယ်။ဒေါ်စိန်ပွင့်တို့ကတော့မပြောနဲ့တော့တခါလေးကိုပြုံးနေတာ။ကဲဟုတ်ပြီအားလုံးပြည့်စုံပြီဆိုတော့တွားကြစို့ကိုပါချမ်းအုတ်ခုံကလေးပေါ်မှာဆင်းမယ်လေလို့ရောအကိုကြီးခမညာကိုပါချမ်းအတန်လာရာကိုလှမ်းကြည့်တယ်ချက်ပြုတ်ရေးအဖွဲကမဆိတ်မေရဲ့တူကိုကံကလက်ညိုးကလေးထောင်ပြီး ကျွန်တော်တို့ချက်ရည်ပြုတ်ရည်အဖွဲ့ကအရင်ထွက်မှဖြစ်မှာပါဘာလို့လဲဆိုတော့ချက်ရည်ပြုတ်ရည်ကအချိန်လိုပါတယ်ဟိုကျွန်တော်တို့ကရေတကုန်ကိုသွားနှစ်ပြီးတွတ်တွတ်လက်လက်နဲ့ချက်ပြုတ်ထားနှစ်မှာအကိုကြီးတို့အဖွဲ့မောမောပန်းပန်းနဲ့ရောက်လာတဲ့အချိန်မှာအစင်းစင်းစားနိုင်မှာပေါ့ကျွန်တော်တို့ကအကိုကြီးတို့နဲ့အတူတူရောက်ရင်အဲ့ဒီကြမှာစချက်ရပြောရမယ်ဆိုရင်ကတိလင်တာတွေဖြစ်ကုန်မှာပေါ့ဟုတ်တယ်ဟုတ်တယ်ကိုကန်တို့ပြောတာရှင်းနေတာပဲစားရေးတောက်ရေးကအချိန်လိုတာပဲကြုံပြီးပြင်ဆင်ထားရမှာပေါ့ ကိုပါကျန်းလဲချက်ချင်းသဘောပေါက်သွားတယ်။ကိုကန်တို့ပြောတာမှန်နေတယ်မဟုတ်လား။ကဲဖြစ်တော်ရှိမဖြစ်တော်ရှိ မိုးရွာလာရင် လုံးလုံးကြုံကြုံရှိအောင်ရွက်ဖြင့်တဲတွေပါတွေထိုးဖို့ပဲ။ကျိုးတွေဝလုံးတွေရွက်ဖြင့်နေအကုန်ပါပါတယ်။စားရေးတော်ရေးနေရာထိုင်ခင်းလဲအဆင်ပြေတော့အောင်စီစဉ်ထားတာဖြစ်ပါတယ်။အဲအမှတ်လေးကားမှာဗီဒီယိုအဖွဲနဲ့ကိုပါစိန်တို့လိုက်ကြမယ်။ဗီဒီယိုအဖွဲကကျုပ်တို့ခရီးစဉ်တစ်လျှောက်လုံးကိုမှတ်တမ်းတင်ရိုက်ကူးมาဖြစ်ပါတယ်။ ပြီးရင်အဲ့ဒီအခွေကိုတက်တက်ကူးပြီးဒေါ်စိန်ပွင့်တို့ကိုလက်ဆောင်ပေးလိုက်မှဖြစ်ပါတယ်။အားလုံးသဘောကျလက်ခုပ်တီးကြတယ်။အဲ့ဒီတော့အမှန်ငါးကားမှမှကိုရင်းမောင်နဲ့မုတ်ဆိုးဖွဲကလိုက်မှဖြစ်ပါတယ်။သူတို့ကပျော်ပွဲလဲစားရင်တော်လဲပြည့်ရင်ဆိုတာလို့လိုက်ကြတာဆိုတော့ကျုပ်တို့အစဉ်ပြင်းရင်တရေသားတို့ဆက်သားတို့လက်လက်ဆက်ဆက်စားကြရမှာပေါ့ဗျာ။အနည်းဆုံးယုံသားပေါ့။ကဲဒါပဲမဟုတ်လား။ အကိုကြီးခမ ्या အုတ်ခုံဘော်ကဆင်းတော့မဲ့ကိုပါချန်ပြန်လှည့်ကြည့်ရပြန်လေ။နေရာထိုင်ခင်းပြင်ဆင်ရေးအဖွဲ့ကကိုပြူးကလက်ညှိုးထောင်ပြန်ပါလေ။အကိုကြီးကျွန်တော်တို့ကချက်ပြုတ်တဲ့အဖွဲ့တက်တောင်အရင်ရောက်သွားဖို့လိုတာပါ။ဟိုကျွန်တော်တို့ကယာယီမီးဘိုကစပြင်ပေးကြရမှာပါ။နောက်ပြီးမိုးလုံလေးလုံရွက်ပြင်တယ်ဆိုတာကလည်းကြိုထိုးထားနိုင်မှာအသုံးတည့်မှာပါ။မိုးတွေရွာလာပြီးဆိုမှကောက်ထိုးနေလို့မဖြစ်ပါဘူး။ဒီတော့ကဲတိပီတိပီ သဘောပေါက်ပြီကိုပြူးပြောတာတိတ်မှန်တယ်ကျေးဇူးတင်တယ်ဗျာအဲ့ဒီတော့ဟုတ်ပြီအစီအစဉ်ကိုပြန်ပြောမယ်အားလုံးနားထောင်ကြပါခုကျုပ်တို့ပျော်ပွဲစားသွားမယ့်အစီအစဉ်မှာအမှတ်၁ကားနဲ့နေရာထိုင်ခင်းကြိုတင်ပြင်ဆင်ဖို့ကိုပြူးတို့အဖွဲ့ကလိုက်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူတို့ရင်ရောက်သွားမှာချက်ဖို့ပြုတ်ဖို့နေရာထိုင်ခင်းရောယာယီမီးဖို့လှုပ်ထားနေဖို့ရောအဆင်ပြေမယ်လေဟုတ်တယ်မလားနားလေကြပြီလားသဘောပေါက်တယ်နော် အဲ့ဒီနောက်ကအမှတ်နှစ်ကားမှာချက်ပြုတ်ရေးတာဝန်ယူထားတဲ့မဆိုင်မေတို့မောင်ကန်တို့လိုက်ကြမယ်။သူတို့ကကြိုတင်ရောက်ထားပါမှချက်ဖို့ပြုတ်ဖို့အချိန်ရမယ်။ဒါရှင်းတယ်။နားလေတယ်နော်မောင်ကန်။မင်းတို့ကကြိုပြီးရောင်းနေကြရမယ်။ဟုတ်ပြီလား။မောင်ကန်မင်းတို့ကချက်ပြုတ်ပြီးကြိုတင်ပြင်ဆင်ထား။ဒါမှဒိုးအဖွဲ့ကမောမောပန်းပန်းနဲ့ရောက်လာရင်အစင်းနဲ့စားနိုင်ကြမှာပေါ့။ဒိုးနဲ့အတူ ရောက်မှစပြီးချက်ရပြုတ်ရမယ်ဆိုရင်ဘယ်ဖြစ်မလဲ။နားလေတယ်နော်။ဟုတ်ပြီ။ အဲအမှတ်သုံးကကျုပ်ကိုယ်တိုင်မောင်းမယ်ရှေကမ်းမှာကကျုပ်ဘေးမှာဒေါ်စင်ပွင့်ထိုင်မယ်နောက်မှာကကြေကြေဝန်းဝန်းတတတတမတ်တင်မှာဆွေနဲ့မတ်တင်မှာဝေလို့ရှိမယ်ကျုပ်ကားကိုမောင်းရင်မျိုးအထွက်ကစပြီးတော့လမ်းဘေးဝဲရမှာရှိတဲ့စိုက်ပျိုးကင်းချမ်းမြေလေယာတွေကိုရှင်းပြမယ်နောက်ပြီးတောတောင်ပဝင်းကျင်ကိုလည်းတခါလေးပြသွားမယ်ပေါ့ဗျာဟုတ်ပြီကျုပ်တို့နောက်အမှတ်လေးကားမှာဗီဒီယိုဖွဲနဲ့အတူကိုဘာစိန်တို့ကလိုက်ကြမယ် ကျုပ်တို့ခီးစဉ်တစ်လျှောက်လုံးကို မှတ်တမ်းတင်ကားရိုက်ကြမယ်။ဒါကလည်းဒေါ်စိန်ပွင့်တို့ပြန်ရင်တခါတည်းတစ်ကော်ပြီးအကောင်းစားကူးပေးလိုက်နိုင်အောင်စီစဉ်ရတာလေ။ဟုတ်ပြီလား။အဲအနောက်ဆုံးအမှတ်၅ကားမှာမာကိုအေးမောင်တို့တနတ်သမားတွေက လိုက်ကြမယ်။သူတို့ကပျော်ပွဲလဲစားရင်တောပြစ်ကြမယ်။ဒီရာဒီဆိုရင်တရေတို့စက်တို့ရတတ်ပါတယ်။ဘာပဲဖြစ်ဖြစ်အနည်းဆုံးယုံလောက်ကတော့ရပါတယ်နော်ဒီမဲ့ ရှုံးကိုမဟုတ်ဘူးစက်တို့တရေတို့ရနိုင်နေဗျာကျုပ်တို့တာဝန်ယူပါတယ်ဒါပေမဲ့ကိုယူပါကျန်းကိုကျုပ်တို့အဖွဲ့က request လုပ်ချင်တယ်ဗျာဟာ request တွေဘာတွေမလိုပါဘူးပြောပါဗျာဘာများလိုနေလို့လဲပလင်းတွေဘာတွေကောအပြည့်စုံစီစဉ်ထားတယ်နော်မဟုတ်ဘူးကိုကြီးကျွန်တော်တို့ကဒီအစည်းအဝေးမှာအရင်ဆုံးနဲ့အမြန်ဆုံးရှေ့ရထွက်သွားခြင်းတယ်ဘာလို့လဲဆိုတော့ကျုပ်တို့ကအမဲဟင်းလျာကိုအရင်ကြိုပြီးရှာပေးနိုင်မှစားကျင်တော့ချိန်အမိချက်နိုင်ပြုတ်နိုင်မှာပေါ့မဟုတ်ဘူးလား ။ဟာတိတ်ဟုတ်တာဗောသဘောပေါက်ပြီနားလဲပြီ။ကိုပါချမ်းရဲ့မျက်နှာဟာဝင်းလက်သွားတယ်။ကဲကဲကဲဟုတ်ပြီအခုမှပူကောင်းသွားပြီ။ပြန်ပြောမယ်နော်တေးသေးချာချာနားထောင်ကြပါ။အခုကျုပ်တို့ပျော်ပွဲစားခရီးစဉ်ကိုစနစ်တကျရှိဖို့တိတ်အရေးကြီးပါတယ်။အဲ့ဒီတော့အားလုံးသဘောပေါက်နားလည်အောင်ကြုတ်တေးသေးချာချာရှင်းပြပါမယ်။ ဒီအစီအစဉ်မှာအမှတ်တအနေနဲ့ကိုရေးမောင်နဲ့တနတ်သမားအဖွဲ့ကအရင်ဆုံးနဲ့အမြန်ဆုံးထွက်ခွာသွားဖို့လိုပါတယ်။ဘာလို့လဲဆိုတော့သူတို့ကကြိုပြီးတောပြကြရမယ်လေ။ဟုတ်တယ်လေ။ဒါမှချက်ပြုတ်တဲ့အဖွဲ့လက်ထဲကိုကြိုပေးနိုင်မှာပေါ့။ရှင်းတယ်နော်။ဟုတ်ပြီ။အဲ့ဒီတော့အမှတ်တကအနေနဲ့ကကိုရေးမောင်တို့အဖွဲ့ကြိုပြီးအမြန်ဆုံးထွက်သွားကြဖို့လိုတယ်။ဟုတ်ပြီနော်။အဲတေးသေးချာချာနားထောင်ကြ။အမှတ်နှစ်မှာကနေရာထိုင်ခင်းပြင်ဆင်ရေးအဖွဲ့မောင်ပြူးတို့ပဲ။ ူတို့ကလည်းချက်ပြုတ်ရေးဖွဲ့ထက်စောပြီးရောက်နေဖို့လိုတယ်လေနားလေကြရမလားဘာလို့လဲဆိုတော့သူတို့ကမိုးလုံးလေးလုံးရွက်ပြင်တဲလဲကြိုးစောက်ကြရမယ်ချက်ရေးပြုတ်ရေးအတွက်ယာယီမီးဖို့လဲကြိုးလုံးပေးကြရမယ်တိရမဟုတ်လားသူတို့မှတာဝန်မသေးဘူးအဲ့ဒီနောက်အမှတ်သုံးကားမှာမှမဆိုင်မီတို့မောင်ကန်တို့ကလိုက်ကြရမယ်ဟုတ်ပြီနော်မောင်ကန်တို့ကဟိုမှာကြိုးရောက်နှစ်ပြီးကိုရေးမောင်တို့တောပြစ်လို့ရတဲ့အသားတွေနဲ့မောင်ပြူးတို့ပြင်ဆင်ပေးမယ်ယာယီမီးဖို့နဲ့ဟော ဘလောက်ဟန်ကြတယ်ကြိုပြီးချက်ထားပြုတ်ထားနိုင်တာဗောမဟုတ်ဘူးလားအဲ့ဒီလိုလှုပ်ထားနိုင်မှလဲကျုပ်တို့တစ်ဖွဲ့လုံးမောမောပန်းပန်းရောက်လာတဲ့အခါမှာခူးခတ်ကျွေးနိုင်မယ်မဟုတ်လားသဘောပေါက်တယ်နော်ဟုတ်ပြီအဲအမှတ်လေးကားကိုကျုပ်ကိုယ်တိုင်မောင်းမယ်ကျုပ်ဘေးရှေ့ကမ်းမှာဒေါ်စိန်ပွင့်ကထိုင်မယ်နောက်ခန်းမှာမှတက်တောင့်တက်တာကြည်ကြဲဝန်းဝန်းနဲ့မတ်တင်မှာဝေလို့လိုက်ကြမယ်ဟုတ်ပြီလား ကျုပ်ကကားမောင်းရင်းနဲ့မျိုးကထွက်ထွက်ချင်းလမ်းမေးဝဲရမှာရှိတဲ့ကျုပ်ဆိုင်ခင်းပြိုခင်းဥယင်ချမ်းမြေတွေအကြောင်းကိုရှင်းပြသွားမယ်။ပြီးတော့တောရီတောင်တွေကိုလည်းရှင်းပြပြောပြသွားရမှာပေါ့လေ။ကဲကိုဘရှင်တို့ဗီဒီယိုအဖွဲနဲ့ကိုဘစိန်တို့ကအမှတ်ငါးကားမှာလိုက်ကြရမယ်။ကျုပ်တို့ခီးစဉ်တစ်ချောင်းလုံးကိုမှတ်တမ်းတင်ရိုက်ကူးရမယ်လေ။ဟုတ်တယ်မလား။ကောင်းကောင်းလေးတော့လောက်ကြဗျာ။ဒါကဒေါ်စိန်ပွင့်တို့မန္တလေးပြန်ရင်လည်းပြေးလိုက်ကြရမှာမို့လား။ကဲရှင်းပြီနော်။ ဟိုဒီလိုတော့ရှိတယ်အကိုကြီးဟင်ကင်မရာမန်ဘာရှင်ကလက်ညိုးကလေးကိုအာနာပါနာနဲ့ထောင်ပြရှာတယ်။ဘာများလဲကိုဘာရှင်ဒီလိုရှိပါတယ်အကိုကြီးကျွန်တော်တို့ဗီဒီယိုအဖွဲကနောက်ဆုံးကလိုက်လို့မဖြစ်ပါဘူးခင်ဗျ။ဘာပြုလို့လဲဟိုကျွန်တော်တို့ကဟိုနောက်ကလိုက်ရမယ်ဆိုရင်ကားဖင်ဘက်ကဟိုနောက်ကျောဘက်ကပဲရိုက်ရတော့မှာမို့ဘလို့မှမကောင်းနိုင်ပါဘူး။ ဟိုကျွန်တော်တို့ကအနည်းဆုံးအကိုကြီးတို့ကားရဲ့ရှေ့ရတော့သွားမှာဖြစ်ပါမယ်။ဟိုဒါမှအကိုကြီးတို့ကားကိုရှုခင်းတာရင်းနဲ့အတူရှေ့ရရိုက်ပြီးမှတ်တမ်းတင်နိုင်ပါမယ်။ရိုက်ကွင်းကောင်းတဲ့နေရာတွေကိုလည်းကြိုပြီးတွေ့ထားပါမှာလွယ်လွယ်ကူကူနဲ့အကိုကြီးတို့ကားကိုတားပြီးအကောင်းဆုံးရိုက်နိုင်မှာဖြစ်ပါတယ်။ဟာဟုတ်တာဗော။မှန်တယ်မှန်တယ်။ကိုဘရှင်ပြောတာမှန်တယ်။ကိုဘကျန်းက စိတ်ရှည်လက်ရှည်နဲ့အမှတ်၁ကားကစပြီး2 3 4နဲ့နောက်ဆုံး9မှာသူကိုယ်တိုင်မောင်းရမယ့်ကားအထိ ဘသူတွေကဘာကြောင့်ဘလို့ဘာလောက်ကြရမယ်စသဖြင့်တိတိကျကျရှင်းပြပြန်ပါတယ်။ငကိုထွက်ဖို့စီစဉ်ထားတဲ့အချိန်ထက်၃နာရီနောက်ကြပြီးမှထွက်ခွာနိုင်ရတယ်။ခြေကား၅စီးထွက်ခွာသွားကြရတယ်။နောက်ဆုံးအမှတ်၅ကားမှာတော့ကိုပါကျန်းနဲ့ဒေါ်စိန်ပွင့်နဲ့ဒေါ်စိန်ပွင့်တူမာချောနှစ်ယောက်ပေါ့။ခြေကားတွေကြောင့်ထောင်းထောင်းထနေတဲ့ဖုံလုံးကြီးနဲ့ကိုပါကျန်းတယောက်ကားမောင်းရင်း လမ်းဘေးဝဲရာကစိုက်ခင်းပြိုးခင်းနေအကြောင်းရှင်းပြရင်နားစင်ခံစားပေးကြသူအယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါရယ်ခင်ဗျာ။